ာဝရီတိုင်းတာဘောမြို့နယ်နဲ့လင်းမြနာမြို့နယ်အတွင်းတိုက်ပွဲတွေမှာစစ်တပ်ဘက်ကဘုံမှုအဆင့်အရာရှိတချို့အပေါင်းဝင်တပ်ဖွဲ့ဝင်အများအပြားထိခိုက်ဒေဆုံးနေတယ်လို့စစ်တပ်နဲ့အနည်းဆက်သူတွေစီကစုံစမ်းတိရှိရပါတယ်။အာရခတတော် A နဲ့ပူပေါင်းတပ်တွေတိုက်ခိုက်နေတဲ့အရာဝရီတိုင်းကအဆင့်မြင့်နာတွေစီကိုပြီးခဲ့တဲ့ဩဂတ်လကစတင်ပြီးစစ်တပ်ကရန်ပြည်နယ်နဲ့မွန်ပြည်နယ်ကအစ်တက်ရင်တွေပို့ဆောင်ထားတာဖြစ်ပါတယ်။အရာဝရီတိုင်းတာပေါင်းမြို့နယ်တာပေါင်းကလေးကျေးရွာအနီးနဲ့လင်းမြနာမြို့နယ်ဆက်ဆက်ရုံ ရှင်းလေကျေးရွာနေပဝန်းကျင်မှာအော်တိုဘာလာဇန်းကစပြီးတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်ကောင်စီဘက်မှထိခိုက်သေးဆုံးသူတွေရှိနေတာပါ ပသိမ်မြို့အခြေဆိုင်အနောက်တောင်တိုင်းစစ်ထအနာကျုံနာတာခနဲ့နေဆက်တဲ့တရင်မြတူးကတော့အေအေရဲ့စနိုက်ပါကြောင့်သူ့တငယ်ချင်းဘုံမှုတူတိတ်ဆုံးခဲ့တယ်လို့ပြောပါတယ်အဲ့ဒီတရင်ရင့်မြင့်ရဲ့တငယ်ချင်းဘုံမှုဆိုတာကတာပေါင်းကိုရောက်တာမကြသေးဘူးလို့ဆိုပါတယ်တခြားအရာရှိတွေလည်းထိခိုက်သေးဆုံးမှုရှိတယ်လို့တရင်ရင့်မြင့်ကဆက်ပြောပါတယ် တာပေါင်းနဲ့လင်းမြနာဆင်မြေပြမှာတမ66လောက်ခန့်တရင်တွေဖြစ်တဲ့ခမာယ4560နဲ့ခလာယ35ခလာယ80အနောက်တောင်တိုင်းစစ်ထားနာချုပ်ပသိမ်လောက်ခန့်တရင်တွေဖြစ်တဲ့ခလာယ63ခလာယ281တရင်တွေရှိတယ်လို့ AA ကနိုဝင်ဘာလ17ရက်နေ့ညမှာသတင်းထုတ်ပြန်ပါတယ်။အော်တိုဘာ3ရက်ကနေနိုဝင်ဘာ9ရက်အတွင်းတိုက်ပွဲတွေမှာရှေ့တန်းကနေထွက်ပြေးလာလို့ဖမ်းမိထားသူအယောက်20ကျော် လက်နက်ချအလင်းဝင်ရောက်လာသူ20ကျော်ရှိတယ်လို့ AA ကထုတ်ပြန်ထားတာပါ။ AA နဲ့မဟာမိတ်တပ်ဖွဲ့တစ်ခုကတရဲရင်မြတူကတော့တာပေါင်းနဲ့လေးမျက်နှာမှာတိုက်ပွဲတွေဇက်တိုက်ပြင်းထန်နေပြီးထိခိုက်သေးဆုံးမှုများတယ်လို့ဆိုပါတယ်။လက်ရှိတိုက်ပွဲတွေအတွင်းစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုစီးရင်ကိုတော့တေချာမသိရသေးပါဘူး။တာပေါင်းနဲ့လေးမျက်နှာမြို့နယ်တို့ဟာရခိုင်ပြည်နယ်၊ကွာမြို့နယ်နဲ့ဆက်ဆက်နေပါတယ်။ဒါ့အပြင်လက်ရှိတိုက်ပွဲဖြစ်ပေါ်နေတဲ့နေရာတွေဟာ အေယာဝတီတိုင်းတွေကဟင်းဒရာအင်ကဘူရေချီမြို့နယ်တို့နဲ့လည်းဆက်ဆံနေတာပါ။လင်းမြနာမြို့နယ်ဟာဟင်းဒရာခရိုင်ကွင်းကောင်းမြို့မှာရှိတဲ့စစ်တပ်တမ်းမြစ်လေးကျင်းရေးကြောင်းတတကငားနယ်လေမိုင်အနှဲငယ်လောက်သာကွာဝေးပါတယ်။ဒီရက်ပိုင်းမှာစစ်တပ်ကတတကငားကိုအင်အားအများအပြားဖြစ်တဲ့နေတယ်လို့အဲ့ဒီကနေလက်နက်ကြီးပြစ်ခတ်မှုတွေပုံမှန်များပြားလာတယ်လို့အစိုးရသိရှိရတာပါ။စစ်ဆက်ရိုကြီးရွာအပေါင်းဝင်လင်းမြနာမြို့နယ်တဲကအစစ်ကောင်စီတပ်စခန်းအချို့ကိုအေအေနဲ့ပူးပေါင်းတပ်တွေကတန်းယူထားတာဖြစ်ပြီး စစ်တပ်ကတံပြန်စစ်စင်ရေလှောက်ရှားလာလို့တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါရဲ့ရှင်။